ဒါကဂျပန်ကတော့ရဲ့ဆရာအီဂျီကတော့ဘယ်ယောက်ျားမှတိလို့မရအောင်တကောလုံးရွှေချထားတယ်ဘင်းကြီးရဲ့ကျင်းရတော့ရွှေရွှေကတော့တော့ဇကာမစားသေးဘူးဘင်းမီပြားလောင်းနဲ့ခြေပိုက်တန်းပြင်းတယ်ခတ်တာဂျပန်ကားမဟုတ်တော့ဘင်းကြီးနဲ့တန်းလူပါလေကြောက်လန့်ပြီးတော့ရွှေရွှေရကုတ်ကိုတက်သေးဘင်းကြီးကိုလည်းတက်ကတော့အလောင်းခိုးပြီးတော့အသက်ပြန်သွင်းဖို့လုပ်တယ်အဝရောက်မှနောက်ကလမ်းဆွဲလို့ကတော့လို့ပြန်ထုတ်လိုက်ရပြီးတော့တန်းလန်းကြီးကျန်နေခဲ့ရပြန်ပြီဝိညာဉ်ပြောတာပါ ကိုရီယံတော်တွေကတော့ဂရုံးကိုမှန်ပြီးလုတ်ပြီးတော့ဂျိန်စာကြီးတိုက်ပါတော့တယ်ဂရုံးကတော့ဟျောက်နေတိုက်ချင်ဂျိန်စာမတိုက်နဲ့ဘောကလာတိုက်တယ်အဆောင်တွေကသူတို့ဘာသူတို့တော့အင်ဂျင်မွေးနိုင်တဲ့ကိစ္စကိုဒါတတ်တတ်နှိမ့်နေတာဆိုပြီးအညှို့ရင်းနဲ့ရှယ်ပြင်းတော့ပါပဲလူနဲ့ပဲဂရုံးကဖက်ရှင်အသိနဲ့ကူအောင်းလိုက်ရပြီနေ့သုံးဘောင်တော့ကျတော့ဂရုံးကမျိုးပေါ်မှာတိုက်ပွဲတွေဖြစ်နေကြပြီဒါကတော့ဖောကြီးနဲ့ဘောကြီးအရင်ချစ်ကြတဲ့ BFF တွေဖြစ်ကြတဲ့အတွက်ဘောကြီးအားရအားသလိုဖောကြီးကိုဒေတွင်းနဲ့ပို့ပို့ခဲ့တဲ့တယ်အခုလည်းတူတူတီးမယ်လို့ဖြင်းတော့ဖြစ်ပြီးဗီဂန်ကောင်နဲ့အုတ်လိုက်ကြီးတွေတော့မှအမေရဲ့ခေါ်လို့ဆိုပြီးပြေးလိုက်တယ်တန်းနေရပြီဖောကြီးကတော့ဘယ်ရမလဲအင်ဂျင်းနဲ့တော့မှအန်ဂျလာကိုင်ပြီးတော့အယ်လမီ၅ကောင်ကြတယ်စောက်ယူဆိုင်ပြီးပြေးပြေးဝင်းနေတယ်ကောင်အခုလည်းအုတ်လိုက်ကြီးကကားကားကြီးဝင်းကျန် မတာပေါ်လို့မစင်းစင်းအောက်ကခတုံးကထပြန်လိုက်လို့ဘီကန်ကောင်ကိုကြောက်ပြီးထွက်ပြီးဖော်ကြီးမသားမပေါ်တော့နာမည်ကစိန်ခလုတ်စောက်တုတ်လိုချင်စာကြည့်တဲ့တကူလုံးပြောင်းပြန်လှန်လှက်တဲ့စောက်ကြည့်ကြောင့်ဘယ်ဘဲမှကြာကြာမတွေ့ရဘူးဒါကတော့သူ့ကိုပေါ်ကြီးတူလေးတော့ညီမလေးကိုရမ်းချစ်တဲ့သူဖြစ်ပြီးတော့ခိုးရပါပစ္စည်းလေးတွေကိုလက်ဆောင်လာလာပေးတဲ့တေခုတစ်ခေါက်လည်းရလာတဲ့ဘူးလက်လေးကိုဝယ်လာလို့ချင်းထည့်ပြီးတော့လက်ဆောင်ပေးပြန်ပြီဟိုတစ်တာရဲ့ရန်နာတိုင်းမီဘူးကြီးထွက်လာလို့မော်လမောင်းလေးကလိုဆက်စလူကြီးခါကုန် ဒါပေမဲ့သွားပြီးတော့စပွန်ဆာတောင်းလိုက်မိတဲ့မုံကြီးကမြေမုံတစ်ပောက်ကိုမီးရှို့ပြလိုက်တယ်တော့ထီပေါက်ပြီးတော့ထီလည်းမပြောက်သွားဘူး။စင်ကလုတ်ကတော့လက်မရှုပ်ဘူး။လင်မရမဲ့တူတူရန်နာရအောင်ရှာမဟဲ့ဆိုပြီးသူ့ကိုဘန်ရှင်စီလိုက်ပို့ခိုင်းတယ်။ဘန်ရှင်ကဘသူမှလုံလုံဖောကြီးပေါ့။ဖောကြီးကကန်လိုက်ရတဲ့မသားမပေါ်ခဲ့ပြီးမဲ့အခုတော့ကျိုးစင်နေခံရတော့မှာ။စင်ကလုတ်နဲ့တွေ့တော့မထူးသက်ခင်ပြီးတော့ဒေကန်ကြီးရိတ်ခါယူနေလို့ဖောကြီးခင်ဗျာနဲ့ရုံနဲ့ချက်တော့တီးခံလိုက်ရသေးတယ်။စင်ကလုတ်ကကျိုးပေးခံရတော့မဲ့ဖောယူထောင်မှုခေါင်းကြီးတွေမှာဈေးသွားကြည့်တယ်။ခေါင်းကြီးကခဏတစ်ပတ်ကကိစ္စမရှိပေမဲ့လိုက်ခေါ်ချင်တော့ဈေးကြီးမဖြစ်ကြအောင်ပြန်ပြောတယ်။အပြန်လန်ဈေးကြီးရရင်နောက်ဆုံးတော့စင်ကလုတ်ကဖောဖို့ဆိုင်ငယ်တော့ကိုတင်းခေါ်သွားပါပြီ။ခီးစားတော့မှထောင်လေးကဖောကြီးရဲ့ဆောက်ချိုးကြီးဖြစ်နေမှဒီလိုစင်ကလုတ်မျိုးရင်းနှီးပါရတော့ခုံသွားတယ်။ နောက်ထပ်ပြီးခုံကတော့ဖော့ဖော့ဆေးမချလို့ခေါင်းဖြစ်သူကိုလိုက်လိုက်လာတာတင်းမောပေါ်ရောက်တော့ခေါင်းပေါ်ကတိုင်နေတူတူပေါ်ကြီးကဖဲရီပါလေးကောက်လိုက်တယ်ချိန်ကလုံးနဲ့ဖော့ကြီးစကားကြီးပြောကြတော့မှအသက်တခင်ကောင်းပါလေးကဥကြောင့်ချမုံဖော့ကြီးတိလိုက်ရပြီချိန်စာကြီးဒန်လာကြီးရောမယုံဘူးမှော်ဆောက်တော့ကိုတော့စိတ်ဝင်စားရဲ့ ငါညို့မချစ်ပြီမနေနဲ့စကားပြောတာတော့ပြောပါလေဆိုသလိုပဲနောက်တော့မိမတို့ထုံးစံလိုက်စောက်ပြီမပေးချင်မိမမျောနေတကြီးနဲ့ဘာလို့သူ့ကိုနှဲလာလဲဆိုပြီးဈေးပန်းကြီးစခဲ့တယ်ဖိုးကြီးကလည်းတီကန်ကြီးရိတ်ခါယူမိတာဖြစ်ကြောင်းအမှန်တိုင်းမပြောပြလိုက်တာပေါ့ဒီကောင်ကကျွန်တော်လိုပဲတသက်လုံးစော်ရမယ်ကောင်မဟုတ်ဘူးဘဲပြီးခံလိုက်ရတဲ့စင်ကလုတ်ကတော့ဒေါ်လီပေါ်ပြီးဆက်ဆက်နဲ့ထွက်ပြေးသွားတယ်ဖိုးကြီးကဥယောင်ချောင်မျိုးလုံးလေးကလေးကလေးနဲ့ကြည်နေလို့ငယ်တငယ်ချင်းဘောယူပြန်ဆုံးလိုက်ရတယ်မတွေ့တာကြလိုက်ငယ်တငယ်ချင်းကိုပြန်တွေ့ရတော့ဖိုးကြီးကမျက်ရင်းပါလေးခုံကြီးတင်းမောပေါ်ကိုခန်းချပြီးနှုတ်ဆက်ပြေးလိုက်တယ်ဘောကြီးကလည်းဖိုးကြီးလိုမျိုးဂျန္နာတိုက်တွေရှာဖို့ကောင်းမှတိုက်ဆိုင်နဲ့တိုက်ဆရာလည်းကောင်းလည်းတူတူတင်းမောပေါ်ကိုရောက်လာတာ ခဏနေတော့တင်းမောပေါ်ဂျပန်နေဝင်လာတယ်။ဟောကြီးကတော့စင်ကီလိုကိုကဲရေကူးပြီးထွက်ပြေးတယ်။ကလောက်တွေဝဲပြီးတော့ခန်လာရတဲ့ကိုထွက်ကျင်လာတာတိုက်ကိုစတင်ပြီးတော့ရှာဖွေကြပါတော့တယ်။လမ်းမှာဘောကြီးနဲ့ဖောကြီးဆုံကြလို့ရိုးရမပြတ်ဖောကြီးကဘောယူကလောက်ပေါ်ကန်ချာကနှုတ်ဆက်လိုက်ပြန်ပါတယ်။နောက်ဆုံးတော့ကရုံးလို့ထားနေရတဲ့နာတိုက်ကိုရှာတွေ့ခဲ့ကြပါပြီ။စင်ကီလိုကဘဲသာမရှိရဲ့နော်လေးတို့တော်တော်ရှိသားကဖောကြီးကလည်းဘောယူအားကြလို့ကောင်းလို့ရတဲ့ပစ္စည်းတွေခိုးပြီးစင်ကီလိုကိုလက်ဆောင်ရည်စပီးရှာကြဖွေကြရင်ကောင်းမွန်တဲ့တိုက်နဲ့တွေ့ကြတဲ့အခါမှန်ချောင်ကောင်းသူ့ဟာဆိုပြီးဖောကြီးခိုးသွားပြီးပစ္စည်းအုပ်ကိုပြန်နှောင်းတယ်။ဖောကြီးကလည်းစော်ရှိမဆောက်ချက်လာခွဲရလာတော့ပြီးမှန်ချောင်ကန်းနဲ့ထုတ်ချိန်တယ် နောက်ဆုံးတော့စိန်ခလုတ်ကခေါ်လို့ဖော်ကြီးလိုအလူပိအောက်ကိုဝင်လိုက်ရပြီ။အမေခေါင်းကြီးတော့တခေါင်းနဲ့တွားကျန်နေတာ။ဖြစ်ချင်တော့သားသားလောက်ကြီးဖို့ကောင်လည်းတွေးလို့ပြီးရင်အုံရည်နဲ့ခေါင်းနဲ့ပြီးလိုက်ကပွဲချင်းပြီးသွားတယ်။ဖော်ကြီးတို့ကရန်နာများတွေ့မလားဟဲဆိုပြီးအားတဲ့တရထုကြထောင်းချလာ။ဂျင်းစာပေါင်း16000လိုက်ခံထားတဲ့ပုပ်ပွားနေတဲ့မမ်မီကတုံးပေါ်ရအလောင်းကြီးပဲပြုတ်ကျလာတယ်။ ညရောက်တော့ဗီဂန်ကောင်တွေထပ်ပြီးတော့တောင်းကျမ်းပြန်ပြီဖော်ကြီးကဒုတ်ပြခဲပြတ်လုပ်ပြီးလက်လက်ကြီးနဲ့ချင်းချောင်းလိုက်မှရှိန်ပြီးတော့ထွက်ပြေးသွားအဲ့ဒီညမှာပဲစင်ကလုတ်ကရက်လေးတကုံလောက်တောက်ပြီးတော့ဖော်ကြီးရှယ်ရစ်တယ်သူကသူကကြောင်းဖြစ်ကြောင်းဘဲဖြစ်မှဖြစ်ကြောင်းဘဲဘဲမှကြာကြာမတွဲချင်းကြောင်းဘသူမှမပြေပဲဝင်ခံပြီးတော့ဗသက်ချင်းနေကြိုက်မယ်လို့လေနှက်ခမ်းလေးထော်ပြီးတော့စောင့်နေတဲ့ဖော်ကြီးလန်နိုဝတ်တင်ဟိုကဆက်တော့ခေါ်သွားလို့ဖော်ကြီးခင်ဗျာနှက်ခမ်းလေးတက်ခါတက်ခါနဲ့ကြံနေခဲ့ရတော့လေမန်နေဂျာဘော်ကြီးတို့တစ်စိုက်ကတော့စောင့်အနေနဲ့ရှီဟောင်းအယိုးပြောင်ဦးတွေထည့်ထားတဲ့တစ်တောင်ရှားလိုက်တယ်ဘော်ကြီးကတစ်တာပေါ်ချင်းဆောင်ကြောက်ပြီးမယူလိုက်ဘူးစင်ကလုတ်တို့ကတော့အခောင့်ဖွင့်ကြည့်ပြီးတော့မသာသူသေးသနာတွေလုံနေကြပြီ မသားကောင်လည်းဒီကနေ့လည်းကမြင့်ပြီးတော့အခေါင်းပေါ်မှာခရက်နံပါတ်ရေးသွားတယ်တကယ်တော့သေချင်းတရားဆိုတာအဆမရှိသေးလို့ရေးသွားတာစိန်ခလုတ်ကဂျင်းစာလေးအကြောင်းပြောပြီးဖော်ယူ share ပြေးတာပေါ့ညရောက်တော့ပေါ်ကြီးညီမပေါ်ကြီးခရက်ပြီးပြီးတိုက်ဆရာစီရဲ့စာအုပ်လည်းကိုပြေးခိုးတော့ပါပဲဘူးနယ်လေးကတော့ဖြစ်နေပြီးတော့စာအုပ်ကိုဖွင့်မန်တန်ကြီးကိုမှုတ်တယ်ဖော်ကြီးအဲ့လောက်မယွမ်းနေလို့ဒါတော့စာအုပ်လေးတုပ်ဖတ်တာဘာဖြစ်မှလဲလို့ပြန်ပြောတယ်ဘယ်မိမောက်ကျုပ်လို့ဒါလို့ရဘူးလို့အဲ့ဒါလည်းပဲစိန်ခလုတ်ကောက်မှုတ်လိုက်တယ်မမ်းမီကလုံးအောင်ထထောင်းလာပြီခေါင်းထောင်းလာတာပါ ခံလာရတဲ့လေဒီရှယ်တိုက်ရှိတိမဲ့လူတွေအကုန်ဖုံးလိသေးတယ်ရှူလိုက်ရတယ်။ဆိုင်ကောင်တွေကကြာလာလို့ဂူတွေကဝင်ပြေးကမှာဂူတွေကတော့ချီးပိုးတွေထက်ထွက်လာပြန်တယ်။ပြင်းပြီးပြရပြင်းရင်လူစုတွေကွဲကုန်ကြပြီးကောင်းမိုင်အုပ်စုတွေကလေးလုံးကောင်ပြင်းချော်တဲ့လို့ပြုတ်ကြတဲ့မျက်မှောင်ဘောကြီးကတက်နေပြလိုက်တယ်။မျက်မှောင်မပါရင်ဘာမှမမြင်ရတဲ့လေးလုံးအမေထားသမီးလည်းမသေးခွဲတော့ဘူး။အဲ့မှာပဲမမ်မီကလေးလုံးကိုအပါလေးကပြေးစုပ်တယ်။အသွေးတွေအသားတွေကို နမနေလိုက်အောင်အားရင်အားသလိုစောက်တလို့ကြီးလုံနေတဲ့စိန်ခလုတ်အခုလည်းလျှော့ဝတ်တကားနောက်ကိုရောက်သွားပြန်ပြီဟိုကြည့်ကြည့်ကြည့်လုံနေတော့ကမမ်မီကောင်ကြီးကဘယုံးခနဲ့ထွက်လာတယ်နှစ်သုံးတော်တော့တွေးအောင်လာတဲ့မမ်မီကလေးကစံမှုကိုမြင်တော့တန်းပြီးတော့ထောင်းလာတယ်ခေါင်းပဲပြောလာဘူးစိန်ခလုတ်ကိုမြင်မှအရင်စော်ကိုပြန်လွှမ်းသွားပြီးရှေ့ရဲ့စံမှုလေးကိုပြေးဆွဲဖို့လုပ်တယ်အဲ့မှာပဲဖော်ကြီးတော့ရောက်လာပြီးကလေးကခန့်သွားအောင်ခန်းကခေါင်းခနဲ့ထုတ်ပြီးစိန်ခလုတ်ကိုကဲကထွက်ပြေးကြတယ်ပြန်ထွက်မှဘီကန်မော်လီတာကောင်ဆောင်နေပြီးသူတို့ကဒီကလေးရေပိုက်ထွက်မပြေးနိုင်အောင်ကာကွယ်နေရတဲ့သူတွေဖြစ်ကြောင်းကလေးကထွက်လာရင်ကဘာလုံးနဲ့ဖရီးစားပေးလဲရေပိုက်ထွက်ပြီးမှဖြစ်ကြောင်းနေလဲပြောပြလိုက်တယ်ဖော်ကြီးတို့လိုရွာပြန်ပြေးကြတဲ့အချိန်ကြံနေခဲ့တဲ့ဘောကြီးကတော့မမ်မီကလေးနဲ့နှစ်ယောက်ထက်ကပါတီးဆောင်နေတယ်ဘောကြီးက အသိဆောင်ထားတဲ့ကဘာဘွားရှိသည်မြတ်ဘာသာရေးတဲ့သိတွေကိုထုတ်ပြီးတော့အားရဖျားဆင်းခဲ့ပါလို့ဆူတောင်းတယ်ဘယ်ဖျားဆင်းခဲ့လိုက်မှမသိလိုက်ပြင်မယ်မမ်မီကတော့ညာလာရုံတော့ဖြစ်သွားပြီဘွားကြီးတို့ကအိမ်ပြန်ပြေးကိုလုံနေကြပြီခါတော့ဆင်းခဲ့လို့မမမပြောင်းရင်လည်းပြင်မမ်မီကတော့သူနဲ့တူလူကြီးအောင်လို့အဖော်ညှိနေသေးတယ်ဖော်ကြီးကတော်တော်စော်ပြရင်နေပြီခကြီးတို့အချိန်မခံနိုင်ဘူးဆိုပြီးရက်ပဲဆင်းတော့တော့တယ်ရက်ဝိုင်းမှလည်းလေတက်ကဘိုးတော်တဲကငငယ်ကဘလူတွေကြမ်းခဲ့ကြောင်းတော့ကြီးလားဖုန်လေးရက်တစ်ခွက်လောက်တိုက်ပြီးတော့မနေ့ကိုပြန်လှုပ်လိုက်ရတယ်ဟောအပေါ်တော့မမ်မီကတော့မှန်းချောင်းကောင်တက်ဆုံနေပြီ ဖောင်းကြီးနဲ့ကောင်းမွန်တဲ့တိုင်အပြန်နဲ့ချီးရတယ်လောက်ကြတဲ့အချိန်ဘာမှမပြောဘဲနဲ့ပလေးမျိုးလေးရတယ်လို့ဖြစ်နေလို့ရက်တီဖူးခင်နဲ့မှုတ်ထုတ်လိုက်ရတယ်။ကျွန်တော်ရဲဝိုင်းမှာတော့အဲ့လိုကောင်းကြီးရှိလို့လည်းဝိုင်းပြီးတော့စွန်ကြီးလောင်းနေပြ။ချီးလိုက်အကြီးတွေသွေးတွေဖြစ်ကုန်ပြီးတော့မီးမိုးတွေပါကျလာပြီ။ဖောင်းကြီးလည်းတိလိုက်ပြီ။အဲ့တော့စိန်ကလေးကိုပြေးခေါ်တယ်။ခေါင်းနေတော့ငယ်တဲ့ငယ်ချင်းဖောင်းကြီးနဲ့ပြန်ဆောင်ကြတယ်။ဖောင်းကြီးကနှုတ်ဆက်ဖို့ပြင်မိမယ်ကတော့အော်တန်ကြလိုက်လို့တက်ကြည့်ရပြန်ပြီ။ကတော့ကလည်းစမူလေးမျိုးတော့တနာစိတ်တွေငယ်လေးရောက်ပြီးအပြည့်တီကျမ်းပြတယ်။ဟင်သုံးတော်မီမိုးတွေကသွေးရည်တွေပြောင်းနေတဲ့ super power ရင်းနဲ့ကတုံးကောင်ဆံမှုနဲ့ပူစီချာမှာတိုက်ပတ်နေတယ်။ဖော်ကြီးတို့ပြလိုက်ခေရောက်တော့အသိဆောင်နေတဲ့မှုန်ကြီးတွေတွေ့ကြတယ်။တကယ်တော့မှုန်ကြီး ီးယားမှာအတွင်ယူပြီးတော့ရုပ်ပြထားတယ်ဘီကန်မော်နေတာအစ်စ်ပါပေါ်ကြီးကိုစောက်ပြစ်တဲ့သီးတင်နေလို့သူ့ကိုကတော့ရွှေရွှေလို့ခေါ်တော့တဲ့ကြောင့်စင်ခလုတ်ကထပြောတယ်အဲ့မှာအကုန်လုံးကမျက်လုံးပြူးသွားချာပြီရွှေရွှေကိုအသက်သွင်းဖို့တော့စင်ခလုတ်ကချစ်ပူလို့ခံရတော့မှာတပတ်မှလည်းကောင်းမွန်နေတဲ့မြင်းစည်းရဲဆိုလို့ရင်နေခုံးနေတယ်အကြောင်းကြီးကမမ်မီကောင်ကအယိုးလို့ယူလာတယ်သူတို့ကဘာလာဆုတ်မှာမို့လို့ပါမမ်မီဆုတ်တာတော့ဘယ်သူမှမခံကြဘူးပေါ်ကြီးကတော့စင်ခလုတ်ကိုတော်တော်လမ်းလိမ်ကိုလို့အခန်းထဲမှာတော့ပိတ်ခဲ့ပါတယ်ကောင်းမွန်နေလို့ညီကိုရဲ့ဒီလိုနေလို့ပြောပြီးပျောက်နေတဲ့တိုက်ဆရာကိုလိုက်ရှာပါတော့တယ် အခန်းထဲမှာဘောကြီးနဲ့ထပ်တွင်နေလို့ကလထိုင်နဲ့ပေါက်ပြီးရိုးရမှာပြထပ်မှနှုတ်ဆက်လိုက်ပြန်ပါလေ။ဘောကြီးကိုညင်ညင်သာသာနဲ့ချောမောမေးလိုက်တော့ကတုံးကဆောင်းနဲ့ဒစင်ကလုတ်ကိုလိုက်ရှာနေပြီဖြစ်ကြောင်သိရတယ်။အဲ့ချိန်မှာကတုံးကတော့တိုက်ဆရာကိုပြေးဆိုပြီးဆောင်းလက်ကိုလည်းယူထားလိုက်ပြီ။အိမ်မောကအောင်းမန်တကောင်မှာတကောင်ကလက်ကမီးနဲ့လေးပုံမှလည်းအဆုတ်ခံလိုက်ရတယ်ဆန့်ဆန့်ကြီးပေါ့။အမေကတုံးကကိုမြောင်ကိုပွားတောက်ပါနေပြီ။ချက်ချင်းမှကတုံးငယ်မျက်နှာလေးကိုအားကိုပြီးတော့စင်ကလုတ်စီကိုပြေးတော့လာပဲ။တောက်ခတ်ထားတဲ့အခန်းထဲတော့မှကတုံးကရောက်အောင်ဝင်လိုက်တယ်။အိမ်မောပိုင်းနဲ့စော်လီရထားရင်တော့ကတုံးကိုမမ်းမီဖြစ်အောင်လုပ်ကြပါ။ဘယ်အပေါင်းမှမစိုးပြေးဝင်လို့ရပါဘူး။ကတော့ငါရောက်အချိန်မှနှစ်သုံးတော်တော့အောင်းထားပြီးပန်းထူပို့လုပ်တယ်အချစ်စိတ်တွေကိုပြောတာဒါပေမဲ့ဖိုးကြီးတော့မရောက်ဘူးစီးနေစုံရဲ့ဘွားချက်ကိုဖျက်ပြလိုက်တယ်က ုံးလည်းပြေးရပါပြီ။ဖော်ကြီးတို့စာအုပ်ကကိုမရတော့ရွှေစာအုပ်ကိုရှားရတာပေါ့။စင်ကြီးတို့ကကဒုံးကိုတန်းနိုင်တယ်လို့ပြောရှာပြီးမှဖော်ကြီးကတော့မျက်ခုံးခက်လို့ဖော်ကြီးတို့ရွှေစာအုပ်နေရတည်တဲ့အချိန်မှာတမျိုးလုံးကအီဂျီကဒုံးဖန်နေဖြစ်ကုန်ပါ။ကျွန်တော်လည်းအတူတူပဲ။ရွှေရှင်နေနောက်ကလိုက်တယ်လို့ဖော်ကြီးတို့ကားမောင်းပြီးတော့ပြေးရတယ်။လမ်းမှာနောက်ဆုံးကျန်ခဲ့တဲ့ကောင်းပါလေပြုတ်ကျပြီးတော့အဆုတ်ခံလိုက်ရတယ်။ဖော်ကြီးတို့ကဒုံးကဝိုင်းထားပြီးတော့စင်ကြီးတို့ကိုတောင်းတယ်။အမလီသူမလို့မကြောက်မလန့်။စင်ကြီးတို့ကလည်းသူ့ကိုလာခဲ့ပါဆိုတဲ့ကြောင့်မလာလို့သူမှမဖြစ်ရင်ဖော်ကြီးကိုပေါ်ဆင်းမှာမဟုတ်တဲ့ကြောင့်ပြောပြီးတော့ကဒုံးနောက်ကိုလိုက်သွားပါတယ်။ဖော်ကြီးကလည်းလေတရက်တော်ကြီးပဲစီကိုပြေးရပြီ။ကဒုံးတို့ထားနေကိုသွားရင်းနဲ့လမ်းမှာကဒုံးနဲ့ဆုံချပြီးတော့ကဒုံးကလာယူလို့တဲ့အသိမင်းသားကွက်တွေနဲ့ဂျေဆုကြီးရှက်သွုံးများနေလို့ဖော်ကြီးတို့လည်းပုံရှူးနေရတယ်။စင်ကြီးတို့လည်းကြံရံများတဲ့ဆုံ ံကတုံးကိုဆွဲဆုပ်လိုက်ရပြီ။စော်မရှိရနေတုံးတော့ FA ကတုံးနဲ့ဖီဒီဆုံးတက်ပြီးတော့ဖော်ရီတို့မေ့သွားတယ်။ဒါမဲ့အဖျားခက်တဲ့ဒဏ်နေကြောင့်လေတရက်တော်ကြီးပဲရောနှိမ့်စာသဘောနဲ့ကိစ္စချောသွားပြီ။လူပေါင်းမရမသာပေါ်တတ်တယ်။တိုက်ထဲကိုရတော့ကတုံးကအပေါင်းမှာတိုက်ကိုနှုတ်လိုက်။ဖော်ရီတို့ကရွှေရှာမှာကတုံးတွေကတုံးရှာမှာရွှေတိုက်ကြီးကိုတွေးတယ်။ရှာရှာတော့မသားရအောင်မြေကြီးတွေကကတုံးပေါ်ပေါ်ချွဲလို့ဖနှောင်းလိုက်တယ်မှာတသားလိုက်ကြောင်ပြေးရပြီ။တစ်ဖက်မှာလည်းစင်ကလုတ်ကလက်ထိတ်ချေးလေးတွေအခက်ခံထားရပြီးရွှေရှင်မသားမနဲ့တူတူလဲနေရတယ်။ဖော်ရီတို့ရွှေတို့တွေနဲ့သားရနေပြီ။ကတုံးကမန်နာရီဆက်ယူတယ်။ကတုံးပေါ်လာရဲ့အုပ်လိုက်ကြီးထက်ရောက်လာလို့ဗီကန်ဇိုးပဲလေးပဲတီခမ်းပြီးတော့ချိန်ဆွဲပေးလိုက်ရတယ်။ဖော်ရီတို့ကလည်းစင်မကောင်းခြင်းများစွာနဲ့ပဲရွှေစာအုပ်ကိုဆက်ပြီးတော့ရှာရတယ်။တွေ့ပြီ။စာအုပ်ကြီးပဲရောင်းစာရင်တော့ KTV တလားလောက်ပြစ်ထိုင်ပြလိုက်ရတယ်။ ကတော့လုံးမဲ့နေတော့တော့အညူနေခုတစ်ခါတော့ချွေ့ချွေ့ထဲကတော့ဇကုံပြစ်ထည့်တယ်ဝိညာဉ်ကိုပြောလာနိုးလာရွှေရွှေကြည့်ပြီးကျွန်တော်ကတော့တရားပေါက်သွားတယ်ဘာကြီးဘုန်းကြီးဟောတာအမှန်ပဲမိမတွေကတကယ်တော့အပုတ်ကောင်ကိုရုတ်ဆောင်ထားတာကတော့ကတော့ပုတ်လေအုံမယ်ဆိုရဲကောင်ပေါ့စင်ကလေးကိုကတော့ကရစ်ပူစော်လို့မယ်ရှင်ဆောက်ကြည့်ကြိုင်ပြီးတော့ထွက်လာတယ်ပေါ်ကြီးကအောင်ပြောင်းသွားတယ်တစ်ဖက်မှာပေါ်ကြီးကလည်းစင်ကလေးကိုခဲပြီးတော့မမ်မီတစ်တိုင်းရဲ့တွေ့ရချင်းတွေပြိုင်ပြီးပေါ်ကြီးကစာအုပ်ဖုံးပေါ်မန္တန်တွေကိုအိုးနေခွန်နေနဲ့ရွတ်လိုက်တယ်ကိုရဲတော့မမ်မီကျနိုးလာပြီးပေါ်ကြီးကိုလိုက်တယ်ပြန်တယ်စင်ကလေးကပြန်လေလွတ်မဲ့ချန်ကမှနိုးနိုးချင်းရွှေရွှေအိတ်ရှင်မှုနဲ့ဓာတ်လိုက်ထုံနေလို့ရင်ကလုံးမရွာနိုင်တော့ပေါ်ကြီးကလည်းရင်တစ်တိုင်းလက်ကလွတ်လာမချန်သူနောက်တစ်တိုင်းနဲ့တွေ့ရချင်းရှင်ရပြန်ပြီးမော်တော်မန်းရောက်ကတော့ပေါ်ကြီးကိုတရားတော်လက်ကိုရောက်ပုံနေကြရွှေရွှေကလည်းနေလာရဲ့ဆန်လိုက်မှဆိုပြီးစင်က လှုပ်လေပင်းနေပြင်းနေတယ်ပေါ်ကြီးကတော့မန်နာလေးထပ်ယူပြီးတော့ကိုရန်နာကိုထိန်းချုပ်ကရှေ့ရှုပ်တက်လိုက်ကတော့လည်းသူအားလည်းမန်နဲ့သွင်းထားတဲ့ဆော်လေးတွေရောဒေါ်လီပွားပြီးတော့ပေါ်ကြီးကိုလေပင်းပြင်းနေတယ်အဲ့မှာဘယ်နေမှာသုံးဆာမြတဲ့ပေါ်ကြီးကရုံးစီရတော့တော့ရောင်းအောင်ခိုးပြလိုက်တယ်တက်သည့်ပညာမလေးသာစာအုပ်ကိုဖွင့်ပြီးတော့ကရုံးကိုတက်လိုက်မယ်မန်နာကိုရွတ်တယ်ဒီမှာမှာပေါ်ကြီးကတော့တွေ့ရတဲ့ဂုံပြီးကရုံးပြင်းမြောက်ခန်းနေပေါ်ကြီးကမန်နာဆုံးအောင်ယူလိုက်တဲ့ချိန်မှာတော့နွားလေးပေါ်လာပြီးကရုံးကဝီညိုဆွဲခေါ်တော့လို့ကရုံးကများအရင်လိုရေပိုက်တွေပြင်းမှုတက်လို့မရှိတော့ဘူးတာမန်ခွေးလိုဖြစ်သွားနောက်ဆုံးတော့ပေါ်ကြီးကကရုံးကိုအသေးတက်လိုက်နိုင်ပါတယ်ဒါမှမပြီးသေးဘူးဇလန်အီဂျစ်ဒရာမာမျိုးကိုရီးယားဒရာမာတစ်ဖက်ကပေါ်ကြီးလောလောဆယ်ရွှေတဲ့အနေနဲ့အမှတ်အမဲ့ကူကိုအသေးပိတ်စင်မဆက်ကလေးကိုဖွင့်လိုက်ပြီးလို့ဖနောက်လိုက်တယ်မှာတသားလေးကြောင်ထပ်ပြီ တော့ပြီးရပြီဘောကြီးတော့မလွတ်ဘူးသူ့ဆရာကတော့လည်းတူတူမြေရောက်မှာပဲနောက်ရှိပိုးတွေရဲ့အစာဖြစ်ကြံနေခဲ့ရတယ်နောက်ဆုံးတော့မော်လမားလျောင်းနဲ့တူတူဖော်ကြီးတို့အပြင်ရောက်လာကြပြီဘီကန်မော်နီတာကောင်လည်းမသေးဘူးဟာဘောကြီးပြင်မခံမီတယ်လာလေရွှေလုံးတွေနဲ့ကလောက်ဘောမှာအခန့်သားပဲအော်နောက်ဆုံးတော့ရောက်ပါဘောကြီးရှိတယ်ဖော်ကြီးကစိန်ကလုံးနဲ့တရွေးချင်းဖလှယ်ပြီးဇလန်းလေးလည်းပြီးဆုံးသွားတယ်